ပလန်းစားမှာမင်းသားဝိနဲ့သူရှိသူခီရာတို့နှစ်ယောက်ဟာဝေးရဇနီးအောင်ဖိတ်ကြတဲ့ညစာစာပွဲကိုတွားနေကြပါတယ်။ခီရာကဇနီးအောင်နဲ့ပြန်တွေ့ဖို့အဆင်သင့်မဖြစ်သေးရင်မတွားသင့်ဘူးလို့ပြောပေမဲ့ဝေးကတော့အဆင်သင့်ဖြစ်ပါပြီလို့ပြန်ပြောပါတယ်။သူဇနီးအောင်အီဒင်ဟာသူတို့သားငယ်ရဲ့မတော်တဆမှုအပြီးမှာသူနဲ့ကွာချင်းပြတ်ဆဲသွားပြီးနောက်ဒေးဗစ်နဲ့တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်မက္ကဆီကိုကိုရုတ်တရက်ထွက်သွားပြီမဲ့အခုနှစ်နှစ်ကြာပြီတဲ့နောက်မှာပြန်လာခဲ့တာလို့သူရှိသူခီရာကို ပြောပြနေရင်သူတို့မောင်းလာတဲ့ကားဟာဝမ်ဘလီတကောင်ကို တိုက်မိသွားပါတယ် ။ဒဏ်ရာမင်းမင်းနဲ့နဲ့ရရှိသွားတာကြောင့်တခြားရွေးချယ်စရာမရှိတာမို့နာကျင်မှုတတစီရန်ဝင်းမလွေကိုကားပေါ်ပါလာတဲ့တန်ချောင်းနဲ့အဆုံးသက်ပေးလိုက်ရပါတယ်။နောက်ဆုံးမှာတော့သူတို့ချစ်သူနှစ်ဦးဟာဇနီးအောင်နဲ့အတူနေခဲ့ပူးတဲ့ဇင်ခန်အင်ကြီးကိုရောက်ရှိသွားပါပြီ။အင်ဂျီကိုရောက်တဲ့အခါတခြားတငယ်ချင်းအောင်ဖြစ်တဲ့တိုမီနဲ့ဘန်ပါဝင်တိုမီရဲ့ချစ်သူမီဂူစတဲ့တငယ်ချင်းအောင်ကိုပါရောက်ရှိနေတာကိုတွေ့ရပါတယ်။ ဂီနာရဲ့ရည်စားဖြစ်တဲ့ရွှိုင်းမလာသေးဘူးလားလို့မေးကြည့်တဲ့အခါဂီနာကတော့ရွှိုင်းရဲ့တုံးစံအတိုင်းအမြဲတမ်းနောက်ကျနေတာလို့ပြောပါတယ်။ခဏနေတော့အေဒင်နဲ့ဒေးဗစ်တို့ရောက်ရှိလာပြီးအေဒင်ကလူတိုင်းကိုအကြာကြီးပွဲပွဲနှုတ်ဆက်ပြီးလာလေတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပြပြီးဒေါ်လာ၈သန်းတန်နဲ့ဝိုင်းဘလင်းတစ်လုံးနဲ့ဒေးဗစ်ကအဲ့ခံပါတယ်။သူတို့အကုန်လုံးစကားပြောနေတဲ့အချိန်မှာနောက်ဘေးကန်းကနေပြီးတော့ကိုလုံးဒီဗလာချင်းနဲ့မင်းကလေးတယောက်ကိုတတိပြုမိပြီးတော့ဒါဟာသူကရောချောက်ချဖြစ်နေတာပဲလို့ထင်နေကြပေမဲ့မကြခင်မှာပဲအဲ့ဒီမင်းကလေးရောက်လာပြီးတော့မက်ဆီကိုမှဒေးဗစ် ဖစ်အေဂျင်တို့နဲ့တွေ့ဆုံခဲ့ပြီးတော့အခုချိန်မှာသူတို့နဲ့အတူနေထိုင်ကြအောင် ပြောပြပါတယ်အားလုံးကပါတီကိုစတင်ပြောမျိုးနေပြီမဲ့တခုခုမားနေပြီဆိုတာကိုတတိပြုလာတဲ့ဝေကအိမ်ထဲကိုခိုးချောင်ခိုးရသွားပြီးမိဖို့ချောင်နဲ့ပြန်ဝင်တဲ့အခါမှာတော့အေဒင်ရောက်ရှိလာပါတယ်။ရှင်ကအခုချိန်ထိရှော့မော့နေတော့မယ်လို့အေဒင်ကပြောလိုက်ပြီးမဲ့ဝေကတော့ပြင်းမောက်အကာတွေတက်ထားတာပဲလို့စကားလမ်းကြောင်းလွှဲလိုက်ပါတယ်။အသေးတက်ဆင်ရတာအရင်ကသူတယောက်တည်းနေလို့လုံခြုံရေးအတွက်ဖြစ်ကြောင်းရှင်းပြပါတယ်။အခုကတော့အဆင်ပြေနေပါပြီ။ အတိတ်ကအတော့မဝင်နေတာခြင်းမှုတွေဝေဒနာတွေကနေလွတ်မြောက်သွားပြီးစိတ်မပူပါနဲ့လို့အေဒင်ကပြန်လည်ဖြေချခဲ့ပါတယ်အပြည့်သဘောဆောင်တဲ့စိတ်ခံစားမှုတွေဟာခန္ဓာကိုယ်ကနေဖယ်ထုတ်လိုက်တဲ့ဓာတုပေဒါတုံ့မြမှုတွေသာဖြစ်တယ်လို့အေဒီယန်ပြောနေတဲ့အချိန်လူကြောင်ကြောင်တွေပဲလို့ဟာသာဝင်လို့တဲ့ဘန်ကိုအေဒီယန်ကအမတ်မတင်ပြင်းပြင်းထန်ထန်ပါအောင်ရိုက်လိုက်တဲ့အခါမှာတော့နှစ်ယောက်သားအေဒီယန်လို့ရဲ့ကိုစတင်ပြီးတော့လန့်လာကြပါတယ်။အေဒီယန် အဲကနေကိုသွားတဲ့အခါမှာဘန်ကိုတောင်းပန်လိုက်ပြီးရှမ်မီတစ်ခွက်ကိုပေးကစိတ်မဆိုးပါနဲ့လို့ပြန်လဲချော့မလိုက်ပါတယ်။ကလဲရာရောက်လာပြီးတော့တခုခုတော့ဒူးစားနေတယ်လို့ခံစားနေရတယ်လို့ဝဲလူပြောပြနေတဲ့အချိန်မှာအပြင်ကတယောက်ယောက်ကတကားလာခောက်တဲ့အခါသူတို့တငယ်ချင်းချွိုင်းလို့ထင်နေကြပေမဲ့ဒီဘေကတော့သူဖိတ်လိုက်တဲ့သူ့ရဲ့တငယ်ချင်းမှလို့ပြောပါတယ်။ ်တနိုင်လောက်ကြတဲ့ဒီရောက်မလာသေးတဲ့ရွှိုင်းကိုဆွေးရင်လာလို့ဂီနာကဖုန်းဆက်မယ်လို့တဲ့ကဖုန်းလည်းမမိတာကြောင့်အေဒီယန်ဖုန်းမေးဆောင်ဖို့မိနေတာလို့ပြောပါရတယ်။အဲ့ဒီနောက်ဒေးဗစ်ကအင်ဂျီတကားကိုတောက်ခတ်လိုက်ပြီးတော့တော့ကိုသူ့ဘာသာသူတင်လိုက်ပါရတယ်။ဒါအောင်မြင်သွားတဲ့ဝေဟာဘာလို့တောက်ခတ်တာလဲမေးလိုက်တဲ့အခါမှာဒီရက်ကွက်ကဖောက်ထွင်းမှုတွေခဏတိုင်းဖြစ်နေလို့သတိထားနေရပါလို့ပြန်ပြောပြန်ပြောလိုက်ပါရတယ်။ဝေကမီးလောင်ရင်ဘယ်လိုလုပ်မလဲလို့ပြောလိုက်တဲ့အခါဒေးဗစ်ကတော့ကိုပြန်ထားလိုက်ပြီးတော့စိတ်အေးထားပါလို့ပြန်ပြောလိုက်ပါရတယ်။မီးဘိုဘိုထင်းယူဖို့အပြုံထွက်လာရင်ဝေ ွေတယောက်အတိတ်ခအကြောင်းအရာများကိုစဉ်းစားနေမိပါတယ်။အေဒီယာသူ့အခန်းကိုသွားပြီးအန်ဆွေထဲမှာတကူးကူးထည့်နေတာကိုတွေ့လိုက်တာကြောင့်အခန်းထဲကိုရှက်ချင်းခိုးဝင်ပြီးတော့အန်ဆွေထဲမှာဘာသာမှရေးမထားတဲ့စိတ်လုံးတွေကိုတွေ့လိုက်ရပါတယ်။ဝေကစိတ်တလုံးကိုယူပြီးခဏနေတော့ပါတီကိုပြန်လာဖို့ဒေးဗစ်ကခေါ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဇနီးဟောင်းအေဒင်နဲ့ရိုမန်တစ်ဆန်ခဲ့တဲ့အချိန်တွေကိုတရိယာနေခဲ့ပါတယ်။အေဒင်နဲ့ဒေးဗစ်တို့ဟာ The Invitation လို့ခေါ်တဲ့ဝိညာဉ်ရေးအဖွဲ့ဝင်တွေဖြစ်ပြီးဆန်ဒီနဲ့ပီရူတို့နှစ်ယောက်ကလည်းအဖွဲ့ဝင်တွေဖြစ်ကြောင်းပြောပြပါတယ်။ ဝမ်းနည်းပူဆွေးနေသူများအရှင်းရှင်းကူညီပေးကြပြီးအဖွဲ့ဝင်များကလည်းကဘာအနှံ့များမှလာသူများဖြစ်ကြောင်းပြောပြပါရတယ်။အဲ့ဒီနောက်ဒေးဗစ်မှသူတို့အားလူသစ်စုဆောင်ရေးဗီဒီယိုကိုပြသရန်ဆုံးဖြတ်လိုက်ပါရတယ်။ဗီဒီယိုထဲမှာမက္ကဆီကိုနိုင်ငံမှဘာသာရေးကောင်းဆောင်ကသူ့ရဲ့ family ဟာအကူအညီလိုသူတိုင်းကိုကြိုးဆိုကြောင်းရှင်းပြနေပြီးတော့အဲ့နောက်တခါမှာတော့အတေကန်ဒီမျိုးသမီးပေးမှနေပြီးမတေခင်မသူ့ကိုတွေးကြည့်လိုက်မိတဲ့အခါမျိုးသမီးက ွယ်လွန်သူဖခင်နေခင်မုန်းနေကိုတွေ့ကျင်တယ်လို့ပြောပါတယ်။ခေါင်းဆောင်ကနှစ်သိမ့်စကားပြန်ပြောပြီးတော့တမလွန်တစ်ဖက်ကမှသူတို့စောင့်နေကြမှာဖြစ်ပြီးမကြောက်ဖို့နဲ့မကြခင်မှာပဲခံစားနေရတဲ့ဝေဒနာတွေအလုံးပြီးဆုံးတော့မှာဖြစ်ကြောင်းပြောနေတဲ့အချိန်မှာအမျိုးသမီးဟာဆုံးပါသွားခဲ့ပါတယ်။ ီဒီယိုကြည့်ပြီးအခန်းထဲကလူတွေအားလုံးကမယုံကြည်နိုင်အောင် ဖြစ်နေပါတယ်။ဒေးဗစ်ကတည်ရင်တည်းကအကြောင်းရင်းစရာမဟုတ်ကြောင်းရှင်းပြပါတယ်။သူကိုယ်တိုင်လည်းဇနီးဖြစ်သူဆုံးမသွားတဲ့အခါမှာဝမ်းနဲ့ပူဆွေးမှုကိုရင်ဆိုင်ရင်ကိုကင်းရဲ့တောက်ကောင်ဖြစ်ခဲ့တော့လေဒီ invitation ဆိုတဲ့အဖွဲ့ဝင်ရောက်ပြီးတဲ့နောက်မှာနာကျင်မှုဝေဒနာတွေတက်တာပြီးတော့ဘဝကိုပြန်လည်ထိန်းချုပ်နိုင်ကြောင်းဒေးဗစ်ကပြောပါတယ်။အဲ့နောက်ဒေးဗစ် ATN အသားဖြစ်သူတည်ဆုံရခြင်းနဲ့ပတ်သက်ပြီး ATN ခန်းစားရတာကိုပြောမယ်လို့ရှိရင်ဝေကမပြောဖို့ကြားလိုက်ပါတယ်။ တကားခေါက်တန်းကြောင့်ဒေးဗစ်နဲ့ဘီရူတို့ကအခန်းတကားစီသွားကြပါတယ်။ဂီနာနဲ့ဝေတို့စကားပြောနေကြတော့လဲမတိရလူတို့ချုံနဲ့စကားပြောနေတဲ့ဒေးဗစ်စီကိုပဲဝေရဲ့စိတ်ကရောက်နေပါတယ်။ဒေးဗစ်က သူတို့ကအင်းနီနာချင်းများတာဖြစ်ပြီးပါတီခွဲခြားဖို့ခက်နေတာကြောင့်လာမေးတာပါလို့ပြောပါတယ်။စိန်ချောင်းချက်ဖြစ်နေတဲ့ဝေဟာပါတီကနေခဏထွက်ပြီးတော့မိဖို့ချောင်းထဲမှာတယောက်တည်းခွဲနေလိုက်ပါတယ်။မိကူကဆေးအောင်ဖြစ်တာကြောင့်အေဒင်ရဲ့အန်ဆွေထဲမှာတွေ့တော့ဈေးပြကိုပြပါတယ်။ဘာမှရေးမထားလို့ဘာစိမမသိတော့လဲလူရာထက်ပူတော့ရင်အန်ဒီရရှိနိုင်တာပဲလို့ပြောပါတယ်။ဒီဘက်ကစိန်ချောင်းချက်ဖြစ်စေတဲ့ဗီဒီယိုပြမိတဲ့အတွက်လူတိုင်းကိုတောင်းပန်ပြီးတော့ I want လို့ခေါ်တဲ့ဂိမ်းလေးဆော့တင်တယ်လို့အကြံပေးလိုက်ပါတယ်။စတီးကနေပြီးတော့ပထမအဦးဆုံး I want ဆိုတဲ့ဂိမ်းကိုစလိုက်ပြီးလူတိုင်းကိုချစ်ကြောင်းပြောပြပြီးကီနာရဲ့နှကမ်းပေါ်ရုတ်တရက်နမ်းပြီးလူတိုင်းကိုအံ့အားသင့်စေပါတယ်။အဲ့ဒီနောက်မှာပီရူရဲ့အဖွဲအလဲဖြစ်ပြီးတော့သူ့ရဲ့အိမ်တော်သက်ရှင်းနေတာအကြောင်းကိုမျှဝေခြင်းတယ်လို့ပြောပါတယ်။ဒီနေ့သူ့ရဲ့မူးနေကြုံသူ့မိမနဲ့ကရောကစားဖြစ်ကြတယ်။သူ့မိမခေါင်းတွန်းလိုက်တဲ့အချိန်မှာခေါင်းနဲ့အုပ်နေရံနဲ့တိုက်မိပြီးကွယ်လွန်သွားခဲ့တာလို့ပြောပြီးတော့1900နှစ်ရှာမှတ်ခံရပြီးလွတ်လာခဲ့ပြီးမြဲ The Imitation ဆိုတဲ့အဖွဲကိုဝင်လိုက်တဲ့ ခါမှသာသူရဲ့စိတ်ဝိညာဉ်ကိုဖယ်ထုတ်နိုင်တာလို့ပြောပါတယ်။ဇနီးတဲ့ကိုလွမ်းနေသေးပေမဲ့ခံစားရမှာမဟုတ်တော့ဘူးလို့ဝန်ခံပါတယ်လို့ပြောပါတယ်။ဒီဇလန်းကိုကြားတော့လူတိုင်းကထိတ်လန့်သွားကြပါတယ်။အဲ့ဒီထဲမှာ အင်္ဂလရာကအရန်ကိုစိတ်မသက်မသာဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ပြန်တော့မယ်လို့ပြောတဲ့အခါမှာဒေးဗစ်ကသူ့ကိုနေဖို့စီယုံဖို့စူးစမ်းပြီးမယ်ဝေကသူ့ပြန်ချင်ပြန်မစေလို့ဝင်ပြောပါတယ်။ကလရာပြန်တော့မယ့်အချိန်မှာပီရူးကသူ့ကားကိုနောက်မှပိတ်ရထားတဲ့အတွက်ရွှေ့ပေးမယ်လို့ပြောလိုက်ပြီးကလရာနောက်ကိုလိုက်သွားပါတယ်။ဝေကတော့ပီရူးကသူ့ကားကိုရွှေ့ပေးတာတေချာလားဆိုပြီးပတင်းမောက်ကနေကြည့်နေခဲ့ပါတယ်။ဒေးဗစ်ကဝေကိုခဏလောက်ဆင်းပြီးနှစ်ယောက်တည်းစကားပြောချင်တယ်လို့ပြောပါတယ်။ ခွေကသူ့ကိုဘာလို့တန်တရားရှိနေတာလဲကိစ္စတန်းကိုဘာလို့ပြဿနာထင်နေတာလဲလို့မေးလိုက်ပါတယ်။ခွေကလည်းတောက်မှန်လိုက်ပြီးဒီညဒီကိုလာဖို့အစင်းသမဖြစ်သေးဘူးလို့ဝန်ခံတယ်လို့ပြောပါတယ်။ရုတ်တရက်မွေးနေ့ဝင်မှာ မတော်တဆသူသားလေးတည်ဆုံသွားတာကိုသတိရသွားပါတယ်။ဝေကစိတ်ရမ်းရှုံနေပြီးတော့အောက်ထပ်သူဆင်းလာကခေါင်းရှင်ရံအပြင်ထွက်လာခဲ့ပါတယ်။တေကအဆင်းမှာတော့အကွဲနေတဲ့မန်တကားကိုတစ်ချက်ကြည့်လိုက်တဲ့အခါမှာမန်ထဲမှာထူးဆန်းစွာပြုမူနေတဲ့မျက်နှာမူမြန်များပြုလုပ်နေတဲ့ဆန်နီကိုတွေ့လိုက်ရပါတယ်။ဆန်နီကတရေပြုမိသွားတာကြောင့်သူ့လမ်းသူပဲထွက်လာခဲ့ပါတယ်။ ဟေကုကံမိမထိုင်နေတော့စနေရောက်လာပြီသူဤစားနဲ့သူရဲ့ဆက်ဆံရေးအကြောင်းကိုမေးပါတယ်ပြီးတော့ဒီညသူနဲ့ရှစ်ချင်းဖွဲ့ရန်ပြောလိုက်ပါတယ်ဒါပေမဲ့ဝေကငင်းလိုက်ပြီးတော့အတွင်းကိုပြန်ဝင်ဖို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ချွိုင်ကိုဖုန်းခေါ်ဖို့စူးစမ်းနေတဲ့အချိန်မှာတွန်မီရောက်လာပြီးတော့ဘာဖြစ်နေတာလဲလို့တွန်မီကမေးလိုက်ပါတယ်အဲ့နေရာကတခုခုဖြစ်နေပြီဆိုတာကိုငါခံစားမိတယ်လို့ဝေကပြောလိုက်ပြီးတွန်မီကတော့မင်းကတခြားလူတွေကိုကြောက်နေတာမလို့ထူးထူးခြားခြားအပြုအမူတွေကိုရပ်ဖို့ပြောလိုက်ပါတယ် တူမီပြန်သွားပြီးတဲ့နောက်မှာရွှိုင်းပူလာခဲ့တဲ့အတမ်းမန်းစီကသူ့ဖုန်းထဲဝင်လာခဲ့ပါတယ်။ညနေအစောကြီးဒီရင်ကိုရောက်လာပြီးမှရှိုးပွဲယူဖို့မိသားတဲ့အတွက်လမ်းမှာရှိုးပွဲပြန်သွားယူမလို့ဆိုပြီးတော့အတမ်းမန်းစီတစ်ဆောင်ဝေအတွက်ရှန်ထားခဲ့တာပါ။အဲ့ဒီမန်းစီကဝေကိုထိတ်လန့်သွားစေခဲ့ပြီးတော့ညသာစားဝဲစီရုတ်တရက်ပြန်သွားလိုက်ပါတယ်။ခဏနေတော့ရုတ်တရက်မီးတွေပိတ်သွားပြီးတော့ အေဒင်ဟာမိကူအတွက်မွေးနေ့ဂိတ်တစ်ခုယူလာခဲ့ပါတယ်။ဟိုရာအင်ဂျင်ဇနီးမောင်နှံကိုရွှိုင်းမမလဲလို့ဒေါသတကြီးမေးပြီးတော့ညနေစောစောလေးကရွှိုင်းအင်ရှိရောက်လာခဲ့တယ်ဆိုတဲ့အကြောင်းအတန်မန်းစီကိုပြလိုက်ပါတယ်။နှစ်နှစ်ကြာပြီးမှသူတို့ဘာကြောင့်ညသာစားဖို့ဖိတ်ကြားကြတာလဲလို့မေးเสียရရှိပြီးဖခင်เจ้าကဒီလူစိမ်းနှစ်ယောက်ကလည်းဘာလဲလို့မေးလိုက်ပါတယ်။အချိန်တွေမကောင်းတော့လို့ပြန်ကြရအောင်လို့ခီတော်ကပြောပေမဲ့ ငွေကတော့ပျောက်နေတဲ့ချွိုင်းเจ้าကိုမင်းကထုတ်နေတော့မှာပဲအဲ့ဒီချိန်တကားခောက်တန်ကြလိုက်ပြီးတော့ချွိုင်းရလာပါတယ်ညနေရဒီကိုစောရောက်လာပြီမဲ့ရေဒီကြီးကိစ္စရှိလို့ပြန်သွားတဲ့အကြောင်းပြောလိုက်ပါတယ်အဲ့ဒီချိန်မှာ we are စိတ်တွေရှုပ်ထွေးသွားပြီးတော့အားလုံးကိုတောင်းပန်ပါတယ်လို့ငိုပြီးပြောလိုက်ပါတယ်အေဂျင်နဲ့ဒေးဗစ်တို့ကတော့သူအမိသားစုဝင်နေမလို့အစီအမံကြောင်ပြောပါတယ်တယောက်တည်းအဖြစ်မှနေတဲ့ဝေကိုခီရောကလာနှုတ်ဆက်ပေးပြီးတော့ ညှင့်သိမ့်ပြီးပြီးတော့တားပြစ်သူတည်ဆုံးမိတွေကမူဝနိုင်ခြင်းမရှိတဲ့စိတ်ကံစားမှုတွေကြောင့်သူ့ကိုယ်သူအပြစ်တင်မိပေမဲ့ကီရာကတော့မူဝနေဆိုတာကတစ္ဆာပေါက်တာမဟုတ်ဘူးလို့ပြောပြပါတယ်။အဲ့ဒီနောက်မှာတော့ဝေဟာတားပြစ်သူရဲ့အိတ်ခမ်းလေးကိုတယောက်တည်းသွားကြည့်ခဲ့ပါတယ်။သူ့သားနဲ့အမတ်တရအချိန်တွေကိုပြန်တွေးနေခဲ့ပါတယ်။ဒေးဗစ်တယောက်အိမ်နောက်ဘေးကိုသွားပြီးတော့မီးအိမ်ကိုမီးထိုးနေတာကိုလည်းဝေမြင်လာရပါတယ်။အဲ့နောက်မှာတော့ laptop ကိုဖွင့်ပြီးတော့အဖွဲဝင်တွေကိုမကြောက်ကြဘူးအားပေးတဲ့ တကက်ခေါင်းဆောင်ပါဝင်လာတဲ့နောက်ထပ်ဗီဒီယိုကိုကြည့်ပြီးသူတို့ကိုလိုအပ်တဲ့ရှည်လန်းတွေလမ်းပြီးဆွလွတ်လိုက်မယ်ဆိုရင်ဆုလောက်ကကြိုးစိုးနေပါတယ်လို့သတိပေးထားတဲ့ဗီဒီယိုတွေကိုပါတွေ့ရပါတယ်။အဲနောက်မှာတော့ဝေယာပါတီကိုပြန်သွားပြီးတော့ဒီဘေးကဒုက္ခစီထက်တော့ဖို့ငှက်ပေးနေပါတယ်။ကီနာကတခွက်တော့ပြီးငြိမ်သက်နေတဲ့အချိန်မှာပဲတခြားလူတွေကတော့တောက်ဖို့ရှေ့ရလုံနေတဲ့အချိန်ဝေကမတောက်ကြနဲ့လို့ခွက်တွေကိုခွဲပစ်လိုက်ပါတယ်။ ဆတီကဒေါသတကြီးပြေးလာပြီးတော့ဘာလို့အားလုံးကိုဖျက်ဆီးနေတာလဲလို့ပြောပြီးဝေကိုတိုက်ခိုက်ပါတယ်။ဝေကလည်းဆတီနဲ့ကိုအားနဲ့တွန်းပြလိုက်တဲ့အခါမှာခုံဆောင်နဲ့တိုက်မိပြီးတော့ဆတီတတိမိသွားလို့အားလုံး ကသူ့ကိုတက်တာလောင် ပြန်တက်သွင်းဖို့ကြိုးစားနေပါတယ်။အဲ့ဒီချိန်ဂီနာကတော့ဗဇက်ထဲကအမြုပ်တွေထွက်ပြီးတည်သွားခဲ့ပါပြီ။မိကူကဂီနာကိုစီပီယာလုပ်ဖို့ကြိုးစားနေပြီမဲ့မိကူကိုဒေးဗစ်ကတနက်နဲ့ပြစ်လိုက်ပါတယ်။ဒေးဗစ်စီဟာတနက်ကိုဘီရူကယူလိုက်ပြီးတော့သူတို့တအုပ်စုလုံးထွက်ပြေးဖို့ကြိုးစားခဲ့ပြီမဲ့မိရူကရွှင်ကိုတက်ပြစ်လိုက်ပြီးတော့အသေးတက်ဖို့ရွှင်စီကိုထတ်သွားပါတယ်။တိုမီယာဒေးဗစ်ကိုတိုက်ခိုက်ဖို့ကြိုးစားပြီးမဲ့ကီရာကဓာတ်နဲ့ထိုးလိုက်ပါတယ်။ဝိနဲ့ကီရာကအခန်းတစ်ခုကိုရောက်သွားပြီးတော့ဗင်းမောက်အားလုံး ကတော့တောက်ခတ်ထားပြီးသားဖြစ်နေပါတယ်။သူတို့ပုံအောင်နေတဲ့အချိန်မှာဒေးဗစ်နဲ့ဘီရူကဘန်ကိုအိမ်နောက်ဖေးခေါ်ဆွဲခေါ်သွားတာကိုတွေ့လိုက်ရပါတယ်။ဒီကြောက်စောက်ကောင်းတဲ့လောရက်တွေကိုမြင်လိုက်ရတဲ့ခီရာကိုစိတ်ငြိမ်စေဖို့ဖေးကနားချနေပါတယ်။ဒီကောင်းလေးကလည်းလူတွေပဲငါတို့စိတ်ငြိမ်ငြိမ်ထားပြီးတော့လှော်လန့်ကိုရှာရမယ်လို့ပြောပါတယ် သူတို့အိမ်ပေါ်ရောက်တဲ့အခါမှာတော့ဒေးဗစ်နဲ့အေဒန်တို့စကားပြောနေတာကိုတွေ့လိုက်ရပါတယ်။အစိတ်ခံမှုကြောင့်ငြင်းညမ်းစွာသိဆုံးသွားမိလို့အခိုင်အမာဆိုထားတော့လေဒေးဗစ်က၎င်းတို့ရွေးချယ်ခံရပြီး၎င်းတို့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ရမည်ဟုဒေးဗစ်ကအေဒန်ကိုနားချနေပါတယ်။အိမ်ပေါ်ထက်မှာထွက်ပေါက်ရှိရမယ်လို့ကီရာကီရာကိုပြောပြီးဘော်ဒက်ကိုခေါ်သွားပါတယ်။အဲ့ဒီခိုင်းထဲမှာတည်နေတဲ့စက်တွေကိုပေါ်ကဒုတ်ကိုယူပြီးတော့ဆက်သွားကြပါတယ်။ကံမကောင်းရင်တော့ဘီရူးနဲ့တက်တက်တိုးပါတယ်။တနက်နေပြဖို့လုပ်ပေမဲ့ဝေကရိုးတည့်တဲ့တနက်ကိုရိုက်ရှားလိုက်ပါတယ်။အပြန်အလှန် တိုက်ခိုက်နေကြတော့ဗီရူကဝေရဲ့လေပင်ကိုညစ်ပြီးတက်ဖို့လုပ်ပြီးမယ်ခီရာကတန်ချောင်းနဲ့ဗီရူကိုမတင်မချင်းရိုက်တက်လိုက်ပါတယ်အဲ့နောက်မှာတော့နှစ်ယောက်သားအောက်ထက်ကိုဆင်းပြေးကြပါတယ်အောက်ထက်ရောက်လာတော့တနက်ကင်ထားတဲ့အီတီယွန်တွေ့လိုက်ရပါတယ်ဆက်ချင်းမဲ့ဝေကိုပြစ်လိုက်ပြီးနောင်သားရစွာဝေကိုတောင်းပန်လိုက်ပြီးသူ့ကိုယ်သူပြစ်ပြီးတက်တည်သွားပါတယ်အီတင်ခေါ်နေခေါ်ခေါ်နေပြီးလည်းဒေးဗီရောက်လာတဲ့အခါမှာသူ့ကိုယ်သူပြစ်ပြီးတက်တည်သွားတာလို့ဝေကရှင်းပြလိုက်တဲ့အခါသူလည်းတခြားလူတွေလိုငြင်းငြမ်းသွားပြီးလို့ဒေးဗီကဝမ်းသာစွာပြောလိုက်ပါတယ် ူတို့မှာတနက်ရှိလို့အနာမကပ်ဖို့တတိပေးပေမဲ့ဒေးဘစ်ကသူလည်းမကြခင်သေးတော့မှမလို့စိုးရိမ်စရာမရှိဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့စောစောကဓာတ်ထုံးမှုကနေလွမြောက်လာတဲ့တိုမီကဒေးဘစ်ကိုဝင်လုံးပြီးနှစ်ယောက်သားအပြင်းထန်တပ်ဖုတ်ကြရင်နဲ့ဒေးဘစ်ကဓာတ်နဲ့ထုံးမိသွားပါတယ်။မတည်သေးတဲ့အိမ်ကသူ့သားကိုလွမ်းတဲ့အကြောင်းကိုဂရောင်ဂရန်နေပြောပြီးတော့အပြင်ကိုခေါ်သွားဖို့တောင်းဆိုပါတယ်။ခဏကြာမှတော့အိမ်တွင်လည်းတည်ဆုံသွားပါတယ်။ အဲ့နောက်မှာတော့ရေကားတန်တွေကိုစာချနေရပါပြီ။ဝင်းနဲ့ခီရာတို့ဟာအနီနာကအနီနာချင်းတွေကိုတနက်နဲ့ပြစ်တဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရလို့ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါဒေးဗစ်မီးအိမ်ထွန်းခဲ့တယ်လို့မျိုးအနီအောင်မီးအိမ်ထွန်းထားတဲ့အိမ်အများကြီးရှိတာကိုတွေ့လိုက်ရပါတယ်။ဒီဒေသမှာအစုလိုက်ပြုံလိုက်တက်တင်မှုတွေပေါ်ပေါက်နေပြီးတော့သူတို့တငယ်ချင်းတွေကိုတပ်ဖြတ်တဲ့ဘာသာရေးအဖွဲ့ဝင်တွေပုံများနိုင်တာကိုလည်းနောက်ဆုံးမှာသူတို့သဘောပေါက်သွားကြပါတယ်။ထို့နောက်ဗီဒီယိုနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျေးဇူးတင်ပါတယ်။